ဒီတစ်ခေါက်အတူတူလီလာဆန်းစစ်ကြီးကိုရောက်ရှိလာတာကတော့ဓမ္မတိကျမ်းတက်ကကောရင်တူဩဝါဒစာပထမဆုံးအခန်းကြီး15ပဲဖြစ်ပါပဲဟုတ်ကဲ့ဒီအခန်းကတော်တော်လေးနက်နဲတဲ့အခန်းကြီးပါပဲဟွန်းဒီအခန်းကြီးကို ရှင်ပြန်ထမြောက်ခြင်းအခန်းကြီးလို့တင်စားခေါ်ဝေါ်ကြတယ်လင်းဆိုတော့ခရစ်စတန်ယုံကြည်ခြင်းရဲ့တကယ်အသက်သွေးကြောဖြစ်တဲ့အကြောင်းအရာတစ်ခုကို တူးဆွဲဖော်ထုတ်ထားတာပေါ့နော်မှန်ပါတယ်ဒီဆွေးနွေးမှုအတွက်အချက်အလက်တွေကိုတော့ The Wise Believers ကနေတဆင့်ရရှိထားတယ်ဟုတ်ကဲ့ဒီအခန်းကြီးထဲမှာရှင်ပေါလုတင်ပြထားတဲ့ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်တဲ့အတိအကအချက်တွေအဲဒီအချက်တွေကယုံကြည်သူတယောက်ရဲ့ဘဝနဲ့ဘလို့ဆက်ဆက်နေတယ်လို့ဆိုတာကိုအတူတကွနည်း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 ကြည့်တော့ဖို့ရည်ရွယ်ပါတယ် ကောင်းပါတယ်။ကဲအရင်ဆုံးအခြေခံအကြဆုံးအချက်ကနေစလိုက်ကြရအောင်။ဟုတ်ကဲ့။ရှင်ဘောလူကသူဟောပြောခဲ့တဲ့အဓိကသတင်းစကားအင်္ဂလိပ်လို Gospel လို့ခေါ်တဲ့ Evangelii တရားရဲ့အနှစ်သာရကို Corinth ယုံကြည်သူတွေကိုပြန်တရီပေးခဲ့တယ်လေ။ဟွန်းဟုတ်။အဲ့ဒါကတော့ခရစ်တော်ဟာအပြစ်တွေအသက်အသေးခံ ်တင်ဂရုခန်ကြီးတုံးရက်မြောက်နေမှာစန်းစာနဲ့အညီရှင်ပြန်ထမြောက်ခဲ့ရဆိုတာပဲဒီစန်းစာနဲ့အညီဆိုတာကဘာကြောင့်အလောက်အရေးပါတာလဲဟင်အင်မတန်ကောင်းတဲ့မိခွန်မှာပဲရှင်ဘောလုကလည်းဒီစကားစုကိုနှစ်ခါတိတိတုံးခဲ့တယ်နော်ခရစ်တော်ရဲ့အသေးခံခြင်းရောရှင်ပြန်ထမြောက်ခြင်းအတွက်ပါတုံးခဲ့တာဟုတ်ကဲ့ ဒါဟာဘာကိုပြသနေတယ်လဲဆိုတော့လေဒီအဖြစ်ဖြစ်တီဟာတမိုင်းထဲမှာကြာပန်းဖြစ်ဖြစ်သွားတာမျိုးမဟုတ်ဘူးဆိုတာကိုပြောချင်တာ။ဩဟုတ်ကဲ့ဒါဟာဘုရားသခင်ရဲ့ရှေးဥကရေကရှိခဲ့တဲ့အစီအစဉ်ပြီးတော့ဓမ္မဟောကြားတစ်လျှောက်လုံးမှာပြရောဖတ်ပြုထားခဲ့တဲ့အရာတွေရဲ့ပြည့်စုံခြင်းဖြစ်တယ်ဆိုတာကိုအခမ်းအမပြောချင်တာပါ။အာဟုတ်ကဲ့ဆိုလိုတာကဒါဟာလူလောက်ဆက်လမ်းမဟုတ်ဘူးဘုရားသခင်ရဲ့ကြီးမြတ်တဲ့ကယ်တင်ခြင်းဆက်လမ်းရဲ့အထွတ်အထိပ်ဖြစ်တယ်လို့ဆိုလိုနေတာပေါ့။ Okay, okay. ဒါဆိုရှင်ဘောလူကဒါဟာဖျားရဲ့အကြံစီတော့ဖြစ်တယ်လို့ပြောရုံနဲ့ရမနေခဲ့ဘူးဖော်နော်မရက်ခဲ့ပါဘူးသူကတမိုင်းဆိုင်ရာတက်တေတွေကိုတူတော်လေးအားဆိုင်ပြီးတင်ပြခဲ့တယ်လို့အရင်မြင်မှာဖော်ပြထားတယ်ပေထရိုတို့တမန်တော်စနပါတို့ပြီးတော့လူ9000ကျော်ယာကုပ်နောက်ဆုံးသူကိုယ်တိုင်ဆိုပြီးဟုတ်ပါတယ်ဘာကြောင့်ဒီမြင့်မြင့်တက်သေးစာရင်းကိုဒီတော့အသေးစိတ်တင်ပြဖို့လိုအပ်ခဲ့တာလဲအဲ့ဒါကတကယ်စိတ်ဝင်စားစရာကောင်းတဲ့အချက်ပဲ ရှင်ပေါင်းလူကလည်းတန်တာရီပုံပြန်ဓမ္မဟောအတွေးခေါ်တစ်ခုကိုတင်ပြနေတာမဟုတ်ဘူး။ ဟင်သူကတရားရုံးမှာတက်တဲထွက်ဆိုတလိုမျိုးလေခိုင်မာတဲ့အထောက်ထားတွေကိုတင်ပြနေတာဟုတ်ကဲ့စဉ်းစားကြည့်လေတချိန်တည်းမှာလူ9000ကျော်ကိုကိုထင်ပြတယ်ဆိုတာကအဲ့တော့အုပ်စုလိုက်စိတ်ထင်ယုံထင်မဖြစ်ကြမျိုးနဲ့ရှင်းပြလို့မရနိုင်ဘူးလေဟုတ်တာပေါ့ပြီးတော့သူစာရေးတဲ့အချိန်မှာအဲ့ဒီတက်တဲအများစုကအသက်ရှင်လျက်ရှိနေတယ်လို့ဆိုတယ်အော်ဟုတ်ကဲ့ဆိုလိုတာကမယုံရင်သွားမေးကြည့်လို့စိန်ခေါ်နေတယ်လို့ပဲပေါ့နော်ဟာဟာဟုတ်ရှင်ပေါ်လူအတက်ခရစ်တော်ရဲ့ရှင်ပင်ထမြောက်ခြင်းဟာ ယုံကြည်ခြင်းရဲ့အခြေခံအုတ်မြက်ဖြစ်တဲ့အတွက်ဒါဟာတမိုင်းမှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့တက်တဲ့အထောက်ထားခိုင်လုံတဲ့ဖြစ်ပျက်တစ်ခုဖြစ်တယ်ဆိုတာကိုအရင်ဆုံးခန့်ခိုင်မှမှတိဆောက်ပြဖို့အရေးကြီးဆုံးဖြစ်နေလို့ပါပဲဟုတ်ကဲ့အဲ့ဒီလိုတမိုင်းဖြစ်ရမှန်အဖြစ်အခိုင်အမာတိဆောက်ပြီးမှကိုရင်တို့အသိန်းတို့တွေကပြဿနာကိုသူကင်တွေဖြေရှင်းခဲ့တယ်ပေါ့နော်ဟုတ်ပါတယ်တချို့လူတွေက တိတ်လုံးသူတွေရှင်ပြန်ထမြောက်ခြင်းမရှိဘူးလို့ငင်းခုန်နေကြတယ်ဆိုတော့ဒီလိုငင်းဆုံမှုကရှင်ပေါလောကဘာကြောင့်ဒီလောက်တော့အရေးတကြီးတုံ့ပြန်စရာဖြစ်ခဲ့ရတာလဲသူတို့ကခရစ်တော်ရှင်ပြန်ထမြောက်တာကိုလက်ခံရဲသားနဲ့ယုံကြည်သူတွေရှင်ပြန်ထမြောက်မှာကိုပဲငင်းတာမဟုတ်ဘူးလားအတိအကျမယ်ဒါပေမဲ့လည်းရှင်ပေါလောကအဲ့ဒီနှစ်ခုကိုလုံးဝခွဲခြားလို့မရဘူးလို့ရွတ်တိရှိရှိချိန်ဆက်ပြခဲ့တယ်။အော်သူကမင်းတို့ခရစ်တော်ရှင်ပြန်ထမြောက်တာကိုလက်ခံနေဆိုရင် ဘလို့လို့တေလွန်သူတွေရှင်ပြန်ထောက်မြောက်ခြင်းမရှိဘူးလို့ပြောနိုင်မှာလဲဆိုပြီးမေးခွန်းထုတ်ခဲ့တာ음သူရဲ့အဓိကညင်းချက်ကတော့အကယ်၍ရေဝရဲ့အောက်ဖြင့်တေလွန်သူတွေရှင်ပြန်ထောက်မြောက်ခြင်းဆိုတာမရှိဘူးဆိုရင်အဲ့ဒါကခရစ်တော်လည်းရှင်ပြန်မထောက်မြောက်ခဲ့ဘူးဆိုတဲ့အတိပဲပဲတက်ရောက်သွားမယ်ဆိုတာပါပဲအော်ဒါဆိုရင်ဒါကဆက်တိုက်တဲ့အောင်မှုတွေရှိသွားပြီပေါ့ခရစ်တော်ရှင်ပြမထောမြောက်ခဲ့ဘူးဆိုရင်ဘာဒီခက်လာမလို့သူကဆက်ပေါ့ခဲ့တယ်လေဟုတ်ပါတယ် ူကအဲ့ဒီနောင်ဆက်သွဲဂျိုးဆက်တွေကိုတော်တော်လေးပြင်းပြင်းထန်ထန်ချပြခဲ့တယ်။စရင်လိုက်ကြီးမဟုတ်ပဲအနစ်ချုပ်ရင်တော့လေခရစ်တော်သားရှင်ပြန်မထွက်မြောက်ခဲ့ဘူးဆိုရင်အာတစ်တမန်တော်တွေဟောသမျှအလုံးကလေးထက်တိုင်အင်းဆောက်တာပဲအနစ်မရှိဘူး။ဟုတ်ကဲ့။တစ်လူတွေရဲ့ယုံကြည်ခြင်းဟာအလကားပဲ။အချီမြင့်မရှိဘူး။ဟွန်းတုံးသူတို့ယုံကြည်သူတွေဟာသူတို့ရဲ့အဖြစ်ဒီထဲမှာပဲနစ်မြုံနေအောင်ပါပဲဆိုလိုတာကခရစ်တော်ရဲ့အသေးခံခြင်းကအရာမရောက်ဘူးဖြစ်သွားမယ်ဟွန်း ုံးခရစ်တော်၌တည်ဆုံးသွားတဲ့ယုံကြည်သူတွေအလုံးဟာ လုံးဝပျက်စီးဆုံးရှုံးသွားပြီမျောလင့်ချက်လုံးဝမရှိတော့ဘူးပေါ့อืมဟုတ်ငါအကြွေဒီဘဝအတွက်ပဲမျောလင့်ချထားခဲ့မယ်ဆိုရင်ခရစ်ယာန်တွေလောတနာကြာကောင်းတဲ့သူမရှိတော့ဘူးလို့ဆိုလိုတာပဲ။ဝါးဒီနေရာမှာတကယ်စမ်းကြတာကရှင်ဘောလူကလေခရစ်ယာန်ယုံကြည်ခြင်းတစ်ခုလုံးကိုဒီရှင်ပြန်ထန့်ဖြစ်မြောက်ခြင်းဆိုတဲ့အဖြစ်ပြက်တစ်ခုတည်းပေါ်မှာပဲလောင်ကြီးထပ်လိုက်တယ်လို့ပါပဲ။ဒါဟာဖြစ်ဆွတ်ချက်မဟုတ်ဘူးအသက်ပဲ။ တကယ်ကိုလေးနက်တဲ့အချက်ပဲခရိယံယုံကြည်မှုတစ်ခုလုံးပြိုလဲသွားနိုင်တယ်ဆိုတဲ့သဘောပဲဒီလိုအရေးပါမှန်သိတာစေတယ်ဒါဆိုရင်သူကဒီအနုသဘောဆောင်တဲ့အကျိုးဆက်တွေကိုခြားပြပြီးဘလို့အပေါင်းလက္ခဏာဆောင်တဲ့အတီးပြုချက်ကိုပေးခဲ့လေဦးတီချင်းမေ first fruit ဆိုတဲ့စကားလုံးကိုတုံးခဲ့တယ်နော်မှန်ပါတယ်သောသောယခုတွင်ခရစ်တော်သည်တေချင်းမှထမြောက်တော်မူသည်အပြော်သောသူတို့တွင်ဦးတည်ကြမည်ဖြစ်တော်မူ၏လို့သူကအခိုင်အမာကျင်ညာခဲ့တာဟုတ်ကဲ့ ရှေခေလယာဆိုင်ပြိုးရဲမှာဥတီချမီဆိုတာကရိပ်တင်းချင်မှာ ပထမဆုံးရင့်မြစ်တဲ့အတီးရနံပေါ့လေ။အဲ့ဒါကိုဘုရားသခင်စီဆက်ကတ်တယ်။အဲ့ဒီပထမဆုံးအတီးရနံကနောက်ဆက်တွဲရိပ်တင်းရမယ်တင်းနံတဲ့အာလုံးရဲ့အရေးအသွေးနဲ့အမခန့်ချက်ကိုကိုစားပြူတယ်။ဩဟုတ်ကဲ့။ဆိုလိုတာကခရစ်တော်ရဲ့ရှင်မြန်ထမြောက်ခြင်းဟာပထမဆုံးတော့အမခန့်ချက်ပဲ။ သူရှင်ပြန်ထမြောက်ခဲ့တဲ့အတွက်သူ့ကိုယုံကြည်သူအားလုံးလည်းအလားတူရှင်ပြန်ထမြောက်ကြလိမ့်မယ်ဆိုတဲ့အမခံချက်ဖြစ်တယ်လို့ဆိုလိုတာပါဟုတ်ကဲ့ဒါဟာအစီအစဉ်လဲရှိတယ်လေခရစ်တော်အရင်ပြီးမှကိုတော်ပြန်ကြွလာတဲ့အချိန်မှာသူ့နောက်လိုက်ယုံကြည်သူတွေဖြစ်ပါတယ်ကောင်းပါပြီခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာတမိုင်းဝင်အမှန်တရားဖြစ်တယ်ပြီးတော့ဒါဟာယုံကြည်သူတွေရဲ့ရှင်ပြန်ထမြောက်ခြင်းအတွက်အာမခံချက်ဖြစ်တယ်ဆိုတာကိုနားလည်ခဲ့ရပါပြီ ဒါဆိုရင်နောက်ထပ်မေကွန်းကဘလို့ခနာကိုမျိုးနဲ့ရှင်ပြန်ထမြောက်မှာလဲဆိုတာပဲကျွန်တော်တို့တည်ထားတဲ့ဒီပျက်စီးတတ်တဲ့အားနဲ့တဲ့ခနာကိုနဲ့တော့မဟုတ်တော့ဘူးနော်အဲ့ဒါလဲရှင်ဘောလူကြိုသွေးထားတဲ့မျိုးကမှဟုတ်တယ်။ तू ကမျိုးစစ်ဥပမာကိုသုံးပြီးရှင်းပြခဲ့တယ်။ဟွန်းမျိုးစစ်လေးတစ်စိကိုမြည်ကြီးတဲ့ထဲလိုက်တယ်။အဲ့ဒီမျိုးစစ်ဟာတည်သွားရတယ်။ဒါမှအပင်သစ်ပေါက်လာတာလေ။ဟုတ်ကဲ့။ပေါက်လာတဲ့အပင်ကမူလမျိုးစစ်နဲ့ပုံစံရောရွေးစားရောလုံးဝမတူတော့ဘူး။ဟုတ် ဒီလိုပဲကျွန်တော်တို့ရဲ့လက်ရှိလောကီခန္ဓာဟာပျက်စီးတတ်တယ်၊ဂုံအတီးနေတယ်၊အားနေတယ်၊ဇာတိပဂတိသဘောရှိတယ်။ဒါပေမဲ့ရှင်ပြန်ထမြောက်လာမဲ့ကောင်းကင်ခန္ဓာကြတော့လုံးဝဆန့်ကျင်မှန်းလဲ။ဟုတ်မပျက်စီးနိုင်ဘူး။ဖုံးအာနုဘောနဲ့ပြည့်စုံတယ်၊တန်ခိုးကြည့်တယ်၊ဝိညာဉ်လဘောရှိတဲ့ခန္ဓာဖြစ်မယ်လို့ဆိုတယ်။တဟာလက်ရှိခန္ဓာကိုပြုပင်မွမ်းမံလိုက်တာမျိုးမဟုတ်ဘူးလုံးဝအသစ် လုံးဝကွဲပြားခြားနားတဲ့ဖြစ်တည်မှုတစ်ခုကို ပြောင်းလဲသွားတာဒါကပူရှိအောင်ဒီဘလိုဥပမာထပ်ပြီးလေးလေဟင်သူကပထမလူအာရန်နဲ့ဒုတိယလူအဲနောက်ဆုံးအာရန်ဖြစ်တဲ့ခရစ်တော်ကိုနိုင်ရှင်ခဲ့တယ်ဟုတ်ကဲ့အာရန်ဟာမြေမုံကဖန်ဆင်းခံရလို့မြေသားသဘောဝရှိတယ်လေသူ့မျိုးဆက်တဲ့အားလုံးဟာအဲ့ဒီပျက်စီးတတ်တဲ့မြေသားခန္ဓာကိုအမွေဆက်ခံကြတယ်อืมဒါပေမဲ့ခရစ်တော်ကတော့ကောင်းကင်ကလာတော့သခင်ဖြစ်တယ် ဆိုတော့ယုံကြည်သူတွေဟာအခုချိန်မှာအာရန်ရဲ့မြေသားပုံနှံခံကိုစောင့်ထားရပြီမြင်ရှင်ပြန်ထမြောက်တဲ့အခါမှာတော့ခရစ်တိုရဲ့ဖုံးအသက်တွေနဲ့ပြည့်စုံတဲ့ကောင်းကင်ပုံနှံခံကိုစောင့်ကြလိမ့်မယ်။အာဒါအန်အောစရာကောင်းလောက်အောင်အဆင်ပြေတင်ခြင်းပြောင်းလဲခြင်းတစ်ခုပဲ။ဟိုးဒါကတော်တော်လေးနည်းနည်းပြီးကြီးမားလဲမျောလင်းချက်တဲ့ဒီလိုမပျက်စီးနိုင်တဲ့ ဘုံအတေရင်နဲ့ပြည်စုံတဲ့ခနာကိုရရှိမယ်ဆိုတဲ့အတိကတေချင်းတရားကိုလူတွေရှုမြင်မှုကိုလုံးဝပြောင်းပြန်လာလိုက်သူလိုပဲနော်ဟုတ်တယ်ဟုတ်တယ်ရှင်ပေါလုကတေချင်းပေါ်အောင်ဝဲခံမဲ့ကြောင်းကိုလည်းကြွေးကြွခဲ့တယ်မဟုတ်လားဦးတေချင်းတင်းကြီးအောင်ငင်းဒီအဘယ်မှာရှိသနည်းဆိုတာလေဟုတ်ပါတယ်အဲ့ဒါကအနာဂတ်မှာဖြစ်လာမယ့်အပိတ်အောင်ပွဲကိုဂျူတင်ကြွေးကြော်လိုက်တာပဲဟုတ်ကဲ့သူကဆက်ပြီးအိုးတင်းမင်းတင်းကြီးစုဒီအဘယ်မှာရှိသနည်းလို့မေးတယ် ပြီးတော့တင်မင်းကြီးစုကအဖြစ်တရားဖြစ်၏လို့ရှင်းပြတယ်လေ။အင်းဆိုလိုတာကအဖြစ်တရားကြောင့်သာတေးချင်းဟာလူတိုင်းတဲ့အပေါ်မှာအာနာဆက်ရှိနေတာ။အဖြစ်ရဲ့အကျိုးဆက်ကတေးချင်းပဲလေ။မှန်ပါတယ်။ဒါပေမဲ့ခရစ်တော်ရဲ့အတည်တန်ခြင်းနဲ့ရှင်ပြန်ထမြောက်ခြင်းဟာအဖြစ်ရဲ့တန်ဖိုးကိုအပြီးတိုင်ချူဖြစ်လိုက်ပြီးဒါကြောင့်တေချင်းရဲ့အထက်လက်နက်ဖြစ်တဲ့စူးကိုနှုတ်ဖြစ်လိုက်တယ်လို့ဖြစ်သွားပြီ။အော်ဟုတ်ကဲ့ဟုတ်ကဲ့။ဒါကြောင့်ရှင်ပြန်ထမြောက်ခြင်းအချိန်မှာ တည်ခြင်းဟာအောင်ပွဲခံစရာဘာကြောင့်မှမရှိတော့ဘူးသူလုံးဝရှုံးနေသွားပြီဒါကိုပိုကျဲပြန့်တဲ့ရှူထောင်းကနေကြည့်ရင်ဒါဟာတည်ခြင်းတရားနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့နားလည်မှုကြောက်ရွံ့မှုတွေကိုလုံးဝပြောင်းလဲပစ်လိုက်တာอืมတည်ခြင်းဟာအဆုံးသတ်မဟုတ်တော့ဘူးကြောက်ရရရန်သူကြီးမဟုတ်တော့ဘူးယုံကြည်သူအသက်တော်ဒါပိုကောင်းတဲ့အနာဂတ်စီတွားရတကားဖို့တခုဘုံအသေးဒီနဲ့ပြည်စုံတဲ့အတ္တတာစီကူးပြောင်းခြင်းတခုဖြစ်သွားတယ် ဒါကြောင့်ရှင်ပေါ်လူကအောင်းဝက်ခံပြီးဖျားရခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းခဲ့တာပေါ့ဒါတွေအလုံးကနေ့စဉ်မြင်ကြည့်ပေါ်မှာအသက်ရှင်နေတဲ့ယုံကြည်သူတယောက်အတွက်ဘလို့လက်တွေ့ကြတဲ့တယောက်မှုရှိနိုင်မလဲဒီရှင်ပြိုင်ထမြောက်ချင်းမျောလင့်ချက်ကနေဘလို့အားရင်နေရနိုင်မလဲအဓိကကတော့တုံးလို့ချင်းမရှိတဲ့ခိုင်မာတဲ့မျောလင့်ချက်ပဲလို့ဆိုတာမှာပဲ တင်ချင်းဟာအဆုံးမဟုတ်ဘူးနောက်မှာဘုံတိရဲ့လက်ပြေဆုံးတဲ့အသက်တာရှိသေးတယ်ဆိုတဲ့အတိလေလက်ရှိဘဝရဲ့အခက်ခဲဆုံးရှုံးမှုတွေကြားထဲမှာကျဉ်ကျဉ်ခံနိုင်ဖို့ခွန်အားပေးတယ်ဟုတ်ကဲ့တေချင်းတရားကိုရင်ဆိုင်ရတဲ့အခါကြောက်ရွံ့မှုအစားညင်သက်ခြင်းနဲ့မျောလင်းချက်ကိုပေးတယ် လောကရဲ့ဆင်းရဲဒုက္ခတွေဟာယာယီပဲနောက်မှလာမဲ့ထာဝရဘုန်းတည်ရဲ့နိုင်ရှင်ရင်ဘာမှမပြောဘလောက်ဘူးဆိုရယ်ရှုမြင်မှုကိုပေးတယ်ပေါ့နော်ဒါပေမဲ့ကြစ်ခင်ရတဲ့သူလီဆုံရှုံသွားတဲ့အခါဝမ်းနဲ့ကြည်ကွဲရတာကတော့လူတဘာဝပဲလीဒီရှင်ပြန်ထမြောက်ခြင်းမျောလန့်ချက်ကဝမ်းနဲ့မှုကိုလုံးဝပပျောက်သွားစေတာမျိုးလားတမောင်းဟိုဝမ်းနဲ့ပုံကိုပြောင်းလဲပေးတာလားအဲ့ဒါအရန်ကောင်းတဲ့အချက်ပါဝမ်းနဲ့မှုကိုဖျောက်ဖျက်ပေးလိုက်ကမဟုတ်ပါဘူး ယေရှုကိုယ်တိုင်တောင်မိတ်ဆွေလာစေရုတည်ဆုံးချိန်မှာမျက်ရည်ကျခဲ့တယ်လေဟုတ်တယ်မလားဟုတ်ကဲ့မှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝန်내ချင်းဟာမျောလင်းချင်းမရှိတော့သူတို့ကဲ့သို့မဖြစ်တင်ဘူးလို့ရှင်ပေါလုကတခြားနေရာမှာရေးခဲ့တယ်အင်းဆိုလိုတာကကျွန်တော်တို့ဝန်내ကြေကွဲနေချိန်မှာတော့ခရစ်တော်နိုင်အိပ်ဖြော်သွားသူတွေဟာလုံးဝပျောက်ကွယ်သွားတာမဟုတ်ဘူးသူတို့ဟာခရစ်တော်နဲ့အတူရှိနေပြီးကိုယ်တော်ပြန်ကြွလာတဲ့အခါဘုံအသွင်နဲ့ပြန်လည်ထမြောက်လာကြအောင်မယ်ဆိုတဲ့ခိုင်မာတဲ့မျောလင်းချင်းနဲ့အတူဝန်내ချင်းဖြစ်တင်တယ် ဟုတ်ကဲ့တာဟာယာရီခွဲခွာခြင်းပဲဆိုတဲ့အတိကဝမ်းနည်းမှုရဲ့အမောင်ထဲမှာအလင်းရောင်ဖြစ်စေတယ်ပေါ့အော်ဟုတ်ကဲ့နောက်ဆုံးအချက်အနေနဲ့ဒီလောက်ကြီးကျယ်တဲ့မျောလင်းချက်တွေအနာဂတ်အကြောင်းတွေပြောပြီးတဲ့နောက်မှာရှင်ပေါ်လူကလက်တွေကျတဲ့တိုက်တွန်းချက်နဲ့အခန်းကြီးကိုဆုံးသက်ခဲ့တယ်နော်ဟုတ်ပါတယ်ထို့ကြောင့်ငါချစ်တော်ညီကိုတို့တင်းတို့ဒီ တခင်ပရား၌ကြိုးစားအားထုတ်ခြင်းအချိုးအချီးနီးမဖြစ်သေးကိုတိမှတ်လျက်တည်ကြည်ဝတ်စိတ်နဲ့ပြည့်စုံ၍မတုံမလို့မရွေ့ရောပဲတခင်ဖရား၏အမှုတော်ကိုတာ၍ကြိုးစားအားထုတ်ကြလော့ဆိုပြီးတော့လေဒီတိုက်တွန်းချက်ကရှင်ပြန်ထမြောက်ခြင်းနဲ့ဘလို့တိုက်ရိုက်ဆက်ဆက်နေတာလဲဒါကရှင်ပြန်ထမြောက်ခြင်းမျောလင့်ချက်ရဲ့လက်တွဲအကြအဆုံးတက်ရောက်မှုပဲလို့ပြောလို့ရတယ်ဒီမျောလင့်ချက်ဟာအနာဂတ်ကိုစိတ်ကူးယဉ်ပြီးလက်ရှိဘဝကိုလစ်လျော်ရှုဖို့ပေးတာမှမဟုတ်ဘူး။ဟုတ်။စန့်ကျင်ဘက်အနေနဲ့ အဲ့ဒီအနာဂတ်မျှော်လင့်ချက်ကလက်ရှိဘဝမှာကျွန်တော်တို့ကိုပိုပြီးအတိတ်ပဲရှိရှိရည်ရွယ်ချက်ရှိရှိအသက်ရှင်စေဖို့ခွန်အားရှိရှိ အမှုတော်ဆောင်စေဖို့တွန်းအားပေးတယ်အင်းဟုတ်ကဲ့အားကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကောင်းမှုပြုခြင်းတွေယုံကြည်ခြင်းအတွက်ပေးဆက်မှုတွေဟာဒီလောကမှာအတိမတ်ပြုမခံရရင်တောင်အခက်ခဲတွေကြုံရရင်တောင်အဆုံးစွန်မှာအချင်းနှီးဖြစ်သွားမှာမဟုတ်ဘူးဆိုတဲ့အာမခံချက်ရှိနေလို့မယ်ဟုတ်ကဲ့ဖျားသခင်ကအရာအလုံးကိုမြင်တယ်မှတ်သားထားတယ် ြော့အနာကက်အရှင်ပြန်ထမြောက်ခြင်းနဲ့အတူထိုက်တန်တဲ့စုကျေစုကိုပေးလိုက်မယ်။ဒေတိကကျွန်တော်တို့ကိုဘလို့အချိန်ဒီမှာပဲဖြစ်ဖြစ်မတုံမလို့ပဲဆက်လျှောက်ဖို့ခွန်အားပေးတယ်လေ။တကယ်ကိုအားရှိစရာပဲ။ဟုတ်ပါတယ်။ဒါကအရေးကြီးတဲ့မေးခွန်းတစ်ခုကိုမေးလာစီတယ်ပေါ့နော်။အနာကက်ရှင်ပြန်ထမြောက်ခြင်းနဲ့ဘုံတရေပြည့်စုံတဲ့ခန္ဓာကိုယ်ကိုမျောလင်းခြင်းကလက်ရှိကျွန်တော်တို့ရဲ့ဒီမေကြီးပေါ်ကအသက်တာဒီရုပ်ခန္ဓာဒီလောကနဲ့ဆက်ဆံရေးတွေကိုတန်ဖိုးထားပုံပါဝင်ပတ်သက်ပုံကိုဘလို့ပုံသွင်းတင်တယ်လဲ။อืม စဉ်းစားစရာပဲဟုတ်ကဲ့အနာဂတ်ကိုပဲမျှော်ပြီးလက်ရှိကိုပြထားမှာလားနမမောအနာဂတ်ရဲ့အလင်းရောင်အောင်မှာလက်ရှိကိုပို့ပြီးတာဝန်သိစွာတန်ဖိုးထားပြီးနေထိုင်တဲ့တလားဆိုတာစဉ်းစားစရာပဲကောင်းပါပြီဒီနေ့ကိုရင်းသူအဝါဒစာပထမဆောင်အခန်းကြီး15ကနေအဓိကထောက်နှုတ်ရရှိခဲ့တဲ့အချက်တွေကိုပြန်ခြောက်ရရင် ပထမခရစ်တော်ရှင်ပြန်ထမြောက်ခြင်းဟာတန်တာကြီးမဟုတ်ပဲခိုင်မာတဲ့တမိုင်းဝင် အဖြစ်တဲ့စံစာဆိုင်ရာအခြေခံရှိတဲ့အမှန်တရားဖြစ်တယ်ဟုတ်ကဲ့ ဒုတိယဒီအမှန်တရားဟာခရစ်ယာန်ယုံကြည်ခြင်းရဲ့အသက်သွေးကြောဖြစ်သည်ယုံကြည်သူတိုင်းရဲ့ရှင်ပြန်ထမြောက်ခြင်းအတွက်အမောခံချက်ဖြစ်တယ်မှန်ပါတယ်တတိယအနာဂတ်ရှင်ပြန်ထမြောက်ခြင်းမှာရရှိမဲ့ခန္ဓာကိုဟာလက်ရှိခန္ဓာနဲ့လုံးဝမတူတဲ့မပြစ်စည်းနိုင်တဲ့ဖုံးအပ်တည်ရင်နဲ့ပြည့်စုံတဲ့ခန္ဓာဖြစ်မယ်อืมဒီရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ဟာစိတ်ကူးညံအိမ်မက်မဟုတ်ပဲလက်ရှိအတ္တတာမှာခွန်းအား စွဲလုံးလာနဲ့ဝမ်းနေခြင်းကိုကြော်လွားနိုင်စွမ်းပြီးတယ်။ဟုတ်ကဲ့အချက်လက်ချက်တော်တော်ပြည့်စုံသွားပြီပေါ့နော်။နာဆင်သူအနေနဲ့ဆက်လက်စဉ်းစားဆင်ခြင်ကြည့်ဖို့အချက်လေးတစ်ခုချန်ထားခဲ့ခြင်းပါတယ်။ဒီဆွေးနွေးမှုမှာတိုက်ရက်အကျယ်တွဲမဆွေးနွေးခဲ့ပေမဲ့ခုနကထုတ်ပေါ်လာပြီးမျိုးနဲ့ဆက်ဆက်နေပါတယ်လေ။ဟုတ်ကဲ့ အနာဂတ်မှာရရှိမဲ့မပျက်စီးနိုင်တဲ့ဖုံးအပ်သရေနဲ့ပြည့်စုံတဲ့ဝိညာဉ်ခန္ဓာနဲ့ထာဝရအတ္တတာဆိုတဲ့အယူအဆကလက်ရှိမှာကျွန်တော်တို့ပိုင်ဆိုင်ထားတဲ့ဒီပျက်စီးတတ်တဲ့ရုပ်ခန္ဓာဒီကမ္ဘာလောကကြီးဒီလူမှုဆက်ဆံရေးတွေကိုတန်ဖိုးထားပုံထိထွေဆက်ဆံပုံဆောက်ရှောက်ထိန်းသိမ်းပုံတွေကိုဘလို့များလွှမ်းမိုးမှုရှိနိုင်မလဲ။ဒီခန္ဓာဟာတနေ့ပျက်စီးမှာမဟုတ်လျှလျှရှုထားမလား။ဒါမှမဟုတ်အနာဂတ်ဖုံးအပ်သရေရဲ့ရှိပြီးအရေးအယောင်တစ်ခုခုကိုဒီလက်ရှိဘဝနဲ့ခန္ဓာတွေမှာရှာတွေ့နိုင်မလား။ဒါကိုဆက်ပြီး တွေးဆကြည့်နိုင်ပါတယ်လို့အင်မတန်စိတ်ဝင်စားဖို့ကောင်းနေမိကုန်ပါပဲဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်ပါစေ။